ူကရိန်းစစ်ပွဲရဆိုင်ရေးသဘောတူညီမှုရခဲ့ရင်တောင်မှဝိုင်းဝန်းမကကွယ်ပေးဘူးဆိုရင်ရုရှားဟာတေချာပေါက်အဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်နိုင်မယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကသတိပေးပြောကြားခဲ့ပါတယ်။မတ်လ20ရက်နေ့တုန်းကဗြိတိန်ဝန်ကြီးချုပ်စတာမာဟာလန်ဒန်မြို့မှာစစ်ပတ်ထိတ်တဲအရာရှိကြီးတွေနဲ့တွေ့ဆုံခဲ့ချိန်အဲ့ဒီလိုပြောခဲ့တာပါ။ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရပ်ဆိုင်းစီမဲ့ဘလို့ဂတိမျိုးသဘောတူညီမှုမျိုးရလာတာပဲဖြစ်ဖြစ်ဝိုင်းဝန်းအကောက်ွယ်မပေးဘူးဆိုရင်နောက်တစ်ချိန်မှာရုရှားသမ္မတပူတင်က တေချာပေါက်ချိုးဖျက်ပစ်ပြီးယူကရိန်းကိုထတ်ကျူးကြောင်မှာဖြစ်တယ်လို့စတာမာကဆိုပါတယ်။ယူကရိန်းနဲ့ရုရှားကြားမှာရရှိလာမဲ့စစ်ရဲဆိုင်ရေးသဘောတူညီချက်ဟာတေချာကူညီပံ့ပိုးပေးထားတဲ့လုံခြုံရေးအစီအမံတွေရှိမှပဲအတွန်းရှည်တည်မြဲနိုင်မယ်လို့လည်းသူကပြောကြားသွားပါတယ်။အဲ့ဒီသဘောတူညီချက်ရရှိပြီးချိန်နောက်ပိုင်းယူကရိန်းစီငြိမ်းချမ်းရေးထိမ့်သိမ်းမှုတက်တွေကူညီပို့ဆောင်ဖို့ဆွေးနွေးနေတဲ့နိုင်ငံပေါင်း20ကျော်ရဲ့ကိုယ်စားလှယ်တွေကိုလည်းစာမာကလန်ဒန်မှာဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်ကိုယ်တိုင်ကလည်းစစ်ပီးကာလာယူကရိန်းကိုမြေပြင်တပ်တွေရောတိုက်လေရင်တွေပါဆေးလွှတ်ပြီးအကာအကွယ်ပေးဖို့စိတ်ပိုင်းဖြတ်ထားကြောင်းကြေညာပါတယ်။ယူကရိန်းရဲ့လုံခြုံရေးကိုနိုင်ငံတကာကဝိုင်းပြီးအာမခံပေးကြတယ်ဆိုရာဟာရုရှားကသာသဘောတူညီမှုတွေဖောက်ဖျက်ရင်အရန်ပြင်းထန်တဲ့တံပြန်တက်ရောက်မှုတွေရှိလာစေမယ်ဆိုတာကိုသတိပေးတဲ့အတိတ်ပဲလေးဖြစ်လာမယ်လို့သူကပြောပါတယ်။ဗြိတိန်နဲ့မဟာမိတ်တွေဟာယူကရိန်းကိုကူညီဖို့ကိစ္စနဲ့ပတ်သက်ပြီး မူဝါဒရေးရာသဘောတူညီမှုတွေအချိန်ကောင်းလာတာမှန်ပေမဲ့စစ်ရေးတိစားမှုလက်တွေ့ကြတဲ့အဆင့်ကိုအခုကတည်းကစတင်အကောင့်ထဲဖော်ဖို့လိုနေပြီလို့ဗြိတိန်ဝန်ကြီးချုပ်ကထောက်ပြသွားခဲ့ပါတယ်။စစ်ပွဲရပ်ဆိုင်ဖို့သဘောတူညီမှုတခုခုရခဲ့ရင်တောင်အကာအကွယ်ပေးမဲ့ကြောထောက်နောက်ခံရှိမနေရင်ပူတင်ကလွယ်လွယ်လေးချိုးဖောက်လာမယ်ဆိုတာကိုအားလုံးသိထားသလိုအဲ့ဒီချင်းချောက်မှုကတိတ်အရေးကြီးကြောင်းလဲစတာမာကဆက်ပြီးပြောကြားသွားပါတယ်။ အမေရိကန်မှာဒေါ်နယ်ထရမ့်သမ္မတဖြစ်လာတဲ့နောက်ယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ရုရှားကိုတိုက်ရိုက်ဆက်သွယ်ညှိနှိုင်းမှုတွေရှိလာခြင်းနဲ့အတူယူကရိန်းရဲ့အနာဂတ်လုံခြုံရေးကိုဗြိတိန်နဲ့ဥရောပကပိုပြီးကူညီတာဝန်ယူပေးဖို့ဖိအားတွေဖြစ်ပေါ်လာစေခဲ့ပါတယ်ရှင်။ဇာဒူးကဆိုင်းငံ့ခံထားရတဲ့သမရယွန်းဆော့ယောကိုစန့်ကျင်တဲ့တောင်ကိုရီးယားအမတ်တအူဟာ မျက်နာကိုကြက်ဥနဲ့ပေါက်ခံခဲ့ရတဲ့နောက်လုံခြုံရေးအစီအမံတွေမြင့်တင်ပေးဖို့အတိုက်အခံနိုင်ငံရေးအင်အားစုတွေကရဲတပ်ဖွဲ့ကိုတောင်းဆိုလာပါတယ်။တောင်ကိုရီးယားအတိုက်အခံဒီမိုကရက်တစ်ပါတီရဲ့အမျိုးသမီးအမတ်တဦးဖြစ်သူဘက်ဟီရွန်ဟာတရားရုံးတစ်ခုရှိမှသတင်းတောက်တွေနဲ့စကားပြောနေတော့မျက်နာကိုကြက်ဥအစိမ်းနဲ့ပြစ်ပေါက်တာခံခဲ့ရတာဖြစ်ပါတယ်။စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်ဘက်ဟာငပြောသီးတွေနဲ့လည်းပြစ်ပေါက်တာခံခဲ့ရတယ်လို့အတည်ပြုခဲ့ပါတယ်။ သမရယော်ရဲ့အနာဂတ်ကိုတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးကစီရင်ဆုံးဖြတ်ဖို့နှိကပ်လာတာနဲ့အမျှတောင်ကိုရီးယားရဲ့တပ်ဖွဲ့အတွက်လုံခြုံရေးအစီအမံတွေရေးဆွဲဖို့ခေါင်းခဲစရာတွေကြုံလာပါတယ်။ခုံရုံးဆုံးဖြတ်ချက်ကဘယ်ဘက်ကိုပဲဥတီပါစေမကြေမနက်အုံကြွမှုတွေဖြစ်ပေါ်လာနိုင်ချေမြင့်မြင့်မားမားရှိနေတာကြောင့်ပါယောဟာဒီဇင်ဘာ3ရက်နေ့တုန်းက나이ပိုင်းသားတက်တန်းခံတဲ့အရေးပေါ်ဆေးအုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့တဲ့အတွက်လွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခံရပြီ သမရတာဝန်တွေကနေဆိုင်းငံ့ခံထားရပါတယ်။သူဟာအဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးအဖမ်းပါခံခဲ့ရပေမဲ့အခုတော့လွတ်မြောက်လာပါပြီ။ခုံရုံးဟာယုံရဲ့စစ်အုပ်ချုပ်ရေးကြေညာမှုကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ခြင်းရှိမရှိအဆုံးဖြတ်ပေးရမှာဖြစ်ပြီးတကယ်လို့အပြစ်ရှိတယ်ဆိုရင်ယုံဟာသမရအဖြစ်ကနေဖယ်ရှားခံရမှာပါ။လေးလာသူတွေကခုံရုံးအနေနဲ့မတ်လလေလောက်မှာစီရင်ချက်တစ်ခုချမှတ်နိုင်မယ်လို့ခန့်မှန်းခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့အဆုံးဖြတ်ပေးမယ့်နေကိုခုံရုံးကမကြေညာနိုင်သေးပဲမျှော်လင့်ထားတာထက်ကြံ့ကြာနေပါတယ်။တစ်ဖက်မှာလည်းယွန်းကိုထောက်ခံသူတွေနဲ့သူ့ကိုဖြုတ်ချဖို့ကြိုးစားနေတဲ့အတိုက်အခံတွေကြားကတင်းမာမှုကလည်းမြင့်တက်လာပါတယ်။အမတ်ဘဲကိုကျဲဦးနဲ့ပေါက်ခဲ့သူဘသူဘဲဝါဆိုတာရဲရစ်ကတိတိကျကျထုတ်မပြောပေမဲ့အာနာပိုင်တွေကတော့သမရယွန်းကိုထောက်ခံတဲ့အင်အားစုဖြစ်တယ်လို့ပြောပါတယ်။ အမတ်ဘက်ကသူ့ကိုကိုထိလက်ရောက်တိုက်ခိုက်ခဲ့တဲ့လက်ရဆုံးရောက်တွေကိုတီးခန့်နေမှာမဟုတ်ပဲဥပဒေကြောင့်အရာတုံ့ပြန်မယ်လို့သတိပေးထားပါတယ်။ရဲတပ်ဖွဲ့ကတော့တမရရဲ့ယာဒူးအနာဂတ်အတွက်ခုံရုံးကအဆုံးဖြတ်ပေးမယ်နေကြရင်ရဲအင်အားကိုအမြင့်ဆုံးအဆင့်ဖြန့်ကျက်ပြီးစိုးမြို့တော်မှာလုံခြုံရေးတိုးမြင့်ထားမယ်လို့ကတိပြုထားပါတယ်။ခုံရုံးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးရွန်ကိုထောက်ခံသူတွေကဖြစ်စေအတိုက်အခံတွေဘက်ကဖြစ်စေဆန္ဒပြမှုတွေပေါ်ပေါက်လာနိုင်တာကြောင့်လဲ ရဲတွေကလုံခြုံရေးအတွက်ကြိုတင်တွေးတောပြင်ဆင်နေရတာဖြစ်ပါရဲ့ရှင်။စကိုင်းတန်းကအင်းတော်မြို့သိမ်းတိုက်ပွဲစီစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းပြီးခဲ့တဲ့မတ်လ15ရက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းပြတ်သွားပြီးလက်နက်54လက်သိမ်းဆည်းရရှိခဲ့ပါတယ်။ကတားမျိုးခမရ309ကနေထွက်လာပြီးအင်းတော်စီစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်း KIA, KPDF, ကတာခရိုင်တပ်ရင်းတက်မိုးတာတိုက်နယ်ပကဖနဲ့ကတာမြို့နယ်ပကဖပူပေါင်းဖွဲ့ကတိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမတ်တက်စစ်ဒေသကဒီနေ့မတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အင်းတော်မြို့နယ်အဆက်ကတာမြို့နယ်ပင်လွတ်ရွာနာကပဒေါင်ကြီးပဒေါင်လေးတောင်မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကိုဘုံမူးလင်းထက်ဦးစီးပြီးခမရ106ခမရ300ကိုခလရ6ပူပေါင်းအင်အား150ခန်းပါတဲ့စစ်ကြောင်းမှာ33ဦးသေဆုံးပြီး10ဦးဒဏ်ရာရတဲ့အပြင်32ဦးကိုဖမ်းမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ရဲ့ MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA15 တက်လက်အပါအဝင်ခဲရက်နဲ့ဆက်လက်နဲ့ပစ္စည်းတွေကိုသိမ်းဆည်းရရှိတယ်လို့အမတ်တက်စစ်ဒေသကအသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကာကွယ်ရေးရဲဘော်နှစ်ဦးလဲကြဆုံးခဲ့ကြောင်းထုတ်ပြန်ထားတာပါ။စစ်ကောင်စီတပ်ဟာအဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မတ်လ16ရက်ကစလို့ကတာခမရ309ကိုရဟရင်နဲ့အင်အားဖြည့်နေပါတယ်။မတ်လ16ရက်ကနေမတ်လ20ရက်မနေ့ကအထိရဟရင်၅ကြိမ်ဆင်းသက်ခဲ့ပြီး လူနဲ့လက်နက်ခဲယမ်းတွေပို့နေတယ်လို့ကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်။အင်းထော်မြို့သိမ်းတိုက်ပွဲကိုတော်လှရေးတပ်တွေက2024 August 16ရက်ကစလို့တိုက်လိုက်နားလိုက်နဲ့မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးစစ်တပ်ကဂျပန်လှန်ကူကုန်းမှာခန်းစစ်အခိုင်အမာတိစောက်ခုခံနေတယ်လို့သိရပါတယ်ရှင်။တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့်လွန်ကောစီဆိုင်လန်းကိုပိတ်လိုက်ကြောင်း ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ်နှစ်ကမတ်လ20ရက်မနေ့ကရက်စွဲနဲ့ကြေညာပါတယ်။လွန်ကောစီဆိုင်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီကနီလပေါင်းစုံနဲ့စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့်အချိန်မရွေးထိတွေ့မှုရှိနိုင်တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်မတ်လ20ရက်ကစလို့ရက်အကန့်အသတ်မရှိရင်ကြီးရင်ငယ်နဲ့ခရီးသွားလာတာကိုယာယီရက်ဆိုင်ထားပြီးလူမှုလုံခြုံရေးအတွက်သတိပြုလိုက်နာဖို့တိုက်တွန်းထားပါတယ်။လမ်းပိုင်းပြည်လဲအသုံးပြုနိုင်မဲ့အချိန်နဲ့နေ့ရက်ကိုပြည်လဲအသိပေးမှာဖြစ်ပြီး ကျညာချက်ကိုလိုက်နာမှုမရှိရင်ဖြစ်လာမယ့်ကိစ္စတွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့လည်းဖော်ပြပါရယ်။စီဆိုင်မျိုးကိုစစ်ကောင်စီဘက်ကအခုရက်ပိုင်းအင်အားအလုံးအရင်ဖြစ်နေတယ်။နောင်ထော်ဘက်ကိုလေကြောင်းနဲ့ဘုံကျဲဓာတ်တွေလည်းရှိတယ်။စီဆိုင်လွန်ကောလမ်းကနေပဲကရင်နီဘက်ကိုဝင်းမာလာတက်အချင်းပြောင်းလုထတာလား။ဒါမှမဟုတ်အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်လို့ကရင်နီစစ်ဘက်သတင်းရှင်းမြစ်က People Spring ကိုပြောပါရယ်။ရှမ်းပြည်တောင်ပိုင်းကနေကရင်နီပြည်နယ်ကိုဝေရောက်နိုင်တဲ့လမ်းမနှစ်ခုက စီစာလွိုင်းကော်နဲ့ပင်လောင်ဖဲခုံမိုးပြေလွိုင်းကော်လန်းတို့ဖြစ်ပြီးလက်ရှိမိုးပြေမြို့မှာတိုက်ပွဲပြင်းထန်နေပါတယ်။စီစာမြို့ကစစ်တပ်စခန်းတွေတပ်ရင်းတွေပြည်သူ့စစ်စခန်းတွေကို PNLA ပအုပ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်တာကြောင့်2024နှစ်စံပိုင်းတုန်းကခေတ္တထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးပစ်ကူနဲ့မြေပြင်ထိုးစစ်တွေအသုံးပြုခဲ့ပြီးနောက်2024မတ်လနောက်ဆုံးပတ်မှာတော့ PNLA နဲ့ပူးပေါင်းတပ်တွေက စီဆိုင်မျိုးကနေဆုတ်ခွာပေးကြရပါတယ်ရှင်